တရုတ်တပ်တွေကိုလေ့ကျင့်တဲ့နိုင်ငံအောင်မြင်ခဲ့တဲ့သူတရုတ်စစ်သူကြီးတွေကိုယ်တိုင်ကဒီလူဟာလူမဟုတ်နတ်တာဖြစ်ရမယ်လို့ပြောဆိုခြင်းခံရတဲ့သူခန့်သက်မှုတည်တည်လေးကိုအင်အားများလာတဲ့တရုတ်တွေလက်ထဲကိုမကြရအောင်ကာဝယ်ပေးခဲ့တဲ့သူသူကတော့လောင်မင်းတရားကြီးရဲ့မြင့်တဲ့60လျှောက်ထဲမှာပါတဲ့ကောင်းတုံဝင်ဗလာမင်းတင်ပဲဖြစ်ပါတယ်ဒီနေ့ကတော့သူเจ้าအသေးစိတ်လေးကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ကြော်ညာလေးပြီးရင်စလိုက်ရအောင်ပါ ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါအလောင်းမင်းတရားရာကိုမောင်မင်းဆက်ကိုစတင်တောင်းတဲ့ခါမှာ တိုက်ပြည်တီတောင်ဘက်အဖြစ်မြင့်တဲ့ဖွဲ့စည်းခဲ့တယ်ဆိုတာအားလုံးသိပြီဖြစ်ပါတယ်အဲ့ဒီမြင့်တဲ့1114ခုကစုံလာပြည်တော်တရက်နေ့မှာဖွဲ့စည်းခဲ့ပြီးတော့ပွဲဦးနေနဲ့ဘွေဦးရသူခဏဦးတာရေးပါတယ်အဲ့ဒီနောက်မှာစစ်ပွဲကြီးစေဝဲတိတိအောင်မြင်ပြီးတဲ့ခါမှာတော့ကြက်ရှိနေတဲ့မြည်တဲ့လူတွေကို ဘွဲ့တွေပြီးခဲ့တာရှိပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာလော်ဘီတရားကြီးဖွဲ့စည်းခဲ့တဲ့မြင့်တဲ့68ဟောင်းဟာအပြည့်အစုံမရှိတော့ပါဘူး။စစ်သုံးလုံးဟာဆိုရင်ဘွဲ့မပြီးခင်အချိန်မှာပဲစစ်မြေပြင်မှာကြာဆုံးသွားကြပြီဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကြန့်ရှိနေတဲ့မြင့်တဲ့လူတွေကိုဒါလည်းဘွဲ့ပြည့်ရခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ထိမြင့်တဲ့68ဟောင်းထဲမှာမတိပဲကြံခဲ့တဲ့ငလွင်ဆိုသူကရဲကြော်သူရဆိုတဲ့ဘွဲ့ကိုရရှိခဲ့ပါတယ်။ အဲ့ဒီမိတဲ့66ထဲမှာပါတဲ့ငလွေဆိုသူဟာမတိမဲကြက်ရှိခဲ့လူတာလေရဲကျော်သူရပွဲကိုရရှိတာဖြစ်ပေမဲ့လို့တိုက်ခဲ့တဲ့ပွဲကြီးဆယ်ပွဲရောနောက်ထပ်တိုက်မဲ့စစ်ပွဲတွေမှာပါဦးစည်းဦးဆောင်တက်မှုပုံမှုဖြစ်တိုက်ခဲ့ရတာမဟုတ်ဘဲနဲ့နောက်လိုက်နောက်ပါတသားတယောက်အနေနဲ့ဒါတိုက်ပွဲဝင်ခဲ့ရတာဖြစ်ပါလေသူ့ရဲ့အတဲ့ရွယ်ကြောင့်မလားဘာအကြောင်းကြောင့်ကြောင့်ဆိုတာတော့ကျွန်တော်တို့လည်းမပြောနိုင်ပါဘူးသူ့နဲ့မြင်တဲ့ပထမဆုံးတိုက်ပွဲဝင်တဲ့တိုက်ပွဲကတော့အလောင်းမတရားကြီးနဲ့အတူ မွန်ရီတက်ကိုတက်ခဲအောင်မြင်ခဲ့တဲ့တိုက်ပွဲပဲဖြစ်ပါတယ်။ကြောင်ပြောင်းတီကြီးတက်လာတဲ့မွန်ရီတက်ကိုအလောင်းဝေးပြားဥောင်ပြီးတော့တိုက်ခိုက်သိမ်းပတ်ရမှာရဲမဲ့၃ကြိတ်တင်ထားတဲ့လှေတစည်းကိုရဲကြော်သူရဦးစီးပြီးတော့တိုက်ခဲ့ရပါတယ်။အဲ့ဒီတိုက်ပွဲမှာလည်းလောင်းဝေးပြားကြီးတို့ရဲ့ရီတက်ဟာမွန်ရီတက်ကိုအပြတ်အသတ်အနိုင်ယူချေမွန်းလိုက်နိုင်ပါတယ်ခင်ဗျာ။အဲ့တော့မှာတော့အလောင်းမင်းတရားကြီးဟန်တာဝရီကိုခြေသက်သိမ့်ပိုက်တဲ့တိုက်ပွဲဒီစင်မှာ တောက်လျှောက်လိုက်ပါမှုတော့ထမ်းရပါတယ်။ဒါပေမဲ့လို့ရကြောသူရဟာတက်တေကိုဦးစီးပြီးတိုက်ရတဲ့တမူးတူးအနေနဲ့မဟုတ်ဖ ೇನೆ သူလိုပဲမြင့်တဲ့68ရောက်ထဲမှာပါတဲ့ကျော်ထင်ရွှေတောင်ရဲ့တက်မှာတက်ဖို့တွေးတောက်တူးအနေနဲ့လာလျင်ဝင်ရောက်တိုက်ခတ်ရခြင်းဖြစ်ပါတယ်။ဒါပေမဲ့လို့ဟန်တာဝရီကိုရပြီးတော့ဘွဲ့အမိတွေချင်းမြင့်တဲ့အခါမှာတော့ရကြောသူရဟာပလာမင်းတစ်ဆိုတဲ့ဘွဲ့ကိုရရှိခဲ့ပါတယ်။ဒီလိုနဲ့တကိ့ 1120ခုနှစ်မှာလောင်မင်တရားကြီးဟာမြီတော်သရိုးသိက္ခတူကိုတောင်ငူမြို့ကိုစားစီပါတယ်။မောင်နှံစုံကလည်းတောင်ငူမှာပဲတွားရောက်နေစီပါတယ်။ဒီเจ้าကိုဘာကြောင့်ထည့်ပြောရလဲဆိုရင်ဗလာမင်းနဲ့ဟာမြီတော်သရိုးသိက္ခတူနဲ့လိုက်ပါတွားရဖို့ရပါတယ်။ဘာကြောင့်ကိုဒီလိုပြောရတယ်လဲဆိုတာကိုကျွန်တော်ဆက်ရှင်းပါမယ်။လောင်မင်တရားကြီးဟာတက္ကိ1121ခုနှစ်မှာယူရီးယားကိုစစ်ချပါတယ်။အဲလိုယူရီးယားကိုစစ်ချတဲ့အခါမှာမြီတော်သရိုးသိက္ခတူမပါတယ်လို့ လာမင်းတင်လည်းမပါသွားပါဘူးသူတို့အကြောင်းကိုလုံးဝမတွေ့ရလို့မပါဘူးလို့ကျွန်တော်ကပြောခြင်းဖြစ်ပါတယ်ထို့ပြင်ယူရီးယားအပြန်အလောင်းမင်းတရားကြီးနတ်အဆန်တဲ့အခါမှာမိကောင်တော်ရထားပုံကံမှုဖြစ်ပွားခဲ့ပါတယ်အဲ့ဒီမိကောင်တော်ရထားပုံကံမှုဖြစ်ပွားရမှာတောင်ဦးမှာရှိတဲ့ဗာဒီတော်သူတို့တင်ကသူကိုမိကောင်တော်ရထားကိုဖတ်မှုအတွက်အဲ့ဒီအချိန်အာဘင်းဖြစ်နေဖြစ်တဲ့ရောင်တော်ကြီးမင်းကအမိန်ပေးပါတယ်အဲ့လိုအမိန်ပေးစီခိုင်းတဲ့အခါမှာဗာဒီတော်သူတို့တင်ကသူက သူ့ရဲ့တမိုးတွေဖြစ်တဲ့ဗလာမင်းထင်ဗလာပြန်ချီဥဒိန်ကုညာဓမ္မသာဗညာဦးနဲ့ဆန်လာကြီးတို့ကိုတိုင်ပင်တယ်လို့ပါရှိပါတယ်။ဒါကြောင့်မို့လို့ဗလာမင်းထင်ဟာလောင်မီဒီယာဦးအောင်ဇာရဲ့ညီသရိုးတင်ကတူနဲ့တောင်ကူကိုလိုက်ပါသွားရတယ်ဆိုတာဒီကြောင့်နေကြောင်းပဲထင်ရှားပါတယ်။တို့ပြင်မင်းကောင်တို့ထားကိုဖမ်းမယ်ဆိုပြီးသရိုးတင်ကတူဟာတရားနာကြွပါလို့မင်းကောင်တို့ထားကိုဖိတ်ပါတယ်။မင်းကောင်တို့ထားကလည်းလက်ကဓာတ်ကိုမချဘဲနဲ့ တရားနာတဲ့အခါမှာမင်းကောင်တို့ထားကိုဖမ်းဖို့ဆိုပြီးတိတိယံနေရနေပြီးတော့တပ်မှု6ယောက်ကစောင့်နေကြပါတယ်ဒီလိုစောင့်နေတဲ့နေရာမှာမင်းကောင်တို့တော်ကိုခညာလုံးနဲ့အတွက်တူဝင်ဖမ်းငါဝင်ဖမ်းနဲ့တယောက်နဲ့တယောက်လွှဲချနေကြတဲ့အတွက်မင်းကောင်တို့ထားရိပ်မိပြီးတော့ဓာတ်ကိုကောက်ကင်ကသူဟာခီးဆက်ထွက်သွားပါတယ်ဒါကြောင့်မို့လို့ဗလာမင်းနေဟာဂလောင်းမင်းတရားကြီးရဲ့အောက်မှာဆက်လက်အမှုထမ်းအမှုမထမ်းရတော့ဘဲနဲ့သူ့ရဲ့ညီတော်သရိုးတင်ကတူအောက်ရမှာ အမှုထမ်းရလဲဆိုတာပို့ပြီးတော့ထင်ရှားစေပါတယ်ဒီလိုနဲ့တပည့်1123ခုနှစ်ရောက်မှာတော့အလောင်းမင်းတရားကြီးရဲ့ညီတော်နော်တော်ကြီးမင်းရဲ့ပါရီတော်တောင်ကူစားသတို့တင်ကသူဟာသူ့ရဲ့တမှုတွေဖြစ်တဲ့ဗလာမင်းတင်ဗလာပြန်ချီဥရိန်ပုညာတမတာဗညာဦးဆန္လာကြီးတို့နဲ့ဒစိတဝန်းနဲ့တိုင်ပင်ပြီးနော်တော်ကြီးမင်းကိုခြားနာပါတော့တယ်တအားနော်တော်ကြီးမင်းကလည်းတက်အပေါင်းနဲ့ဗရီတော် ကိုနေနေရင်တောင်ငူကိုချစ်တက်လာပါတော့တယ်။နောက်တော့မိမကမြူလာစခန်းမှာ22ရက်စင်မြင်းလူသူရိခါတွေကိုဖြည့်ဆည်းပြီးတော့ပေါလောမြစ်ကိုကူပြီးအရှိဘက်ကြောင်တောင်ငူကိုချီလာပါတယ်။တောင်ငူမြို့စီတယ်မြို့ရဲ့အရှိပေါလောမြစ်ရှိဘက်ကန်ရောက်မှာတော့တောင်ငူမြို့တွေကနေပြီးတော့ဗလာမင်းနင်တို့လူစုကမြို့ပြင်ကိုထွက်ပြီးခန်းနေတာမြင်တဲ့အတွက်ကြောင့်မို့နောက်တော့မိမကတက်ကိုမချတော့ဘဲနဲ့ပေါလောမြစ်ကိုကူဟာတောက်လျှောက်ဗလာမင်းနင်တို့ကိုအတင်းတိုက်ပါတယ်။တောင် ဗလာမင်းနေတကွာတောင်ငူသားတို့မခံမရနိုင်ဖြစ်ပြီးတော့တလုံးပြစ်ခါမြို့ရင်းကိုဒရောပါဝင်ပြီးရပါတယ်ဒီလိုနဲ့ရောင်တို့ကြီးမင်းလေးတောင်ငူမြို့ကိုအထက်ထက်ရန်ကညီတော်တို့ကိုလွတ်ပြီးတော့ဘော်ရီတို့နဲ့တိုင်ပင်ဆွေးမွေးစီပါတယ်အဲ့လိုဆွေးနွေးတိုင်ပင်စကားပြောစီတဲ့အခါမှာမရတဲ့အတွက်ကြောင့်မို့ရောင်တို့ကြီးမင်းဟာတောင်ငူဝိုင်းဝင်းတိုက်ခိုက်ကြပါတော့တယ်ဒါပေမဲ့လေတောင်ငူမြို့ဟာမြို့ကြီးပြည်ကြီးကြီးပြီးခိုင်ခန့်ဒုတယ်တွေရှိတာကြောင့်မို့လို့ မပေါက်မရောက်ခဲနေဖြစ်နေပါလေအဲ့လိုနော်တို့ကြီးမင်းကတောင်ငူရန်ထားတဲ့အချိန်မှာတောင်ငူမြို့ရဲ့တရေကိုထိမ့်မှာဗလာမင်းထင်ကလည်းထီဆောင်ပြီးတော့သူ့ရဲ့ရဲမဲတွေကိုကုညက်နေပါလေဒါကိုနော်တို့ကြီးမင်းရဲ့တက်ကရဲမရှောင်ကဟဲ့ဗလာမင်းနေနင်တို့လူစုအတောင်ပေါက်ရင်ငှက်ဖြစ်မှလွတ်နိုင်ပြီလို့အော်ဟစ်ပြီးတော့ပြောဆိုပါလေဒါကိုဗလာမင်းနေကငါတို့ရှင်ကိတုမတီတောင်ငူပြည်ကြီးကိုအစိုးရတော်မူသော အရှင်ကိုသိန်းတခင်ဘီရင်မင်းကောင် ကျွန်တော်မျိုးစစ်သူကြီးကို ဘယ်သူကရနိုင်မှာလဲလို့ပြန်လဲအော်ဟစ်ပြီးတော့ပြောဆိုပါတယ်အဲ့လိုအပြန်လဲပြောဆိုနေတော့မှာပဲကိုရန်တော်လက်ဝဲကြီးစုသားကတနက်နေ့လှမ်းပြလိုက်တဲ့အတွက်ကြောင့်မို့လို့ဗလာမင်းတင်ပြောင်းတင်ကတရဲကိုထိတ်ကနေပြီးတော့မြို့ရင်းကိုကျသွားပါတယ်ဒါဆိုရင်ဗလာမင်းတင်ရဲ့ဇက်ကသိပြီလားအဲ့ဒါကိုခဏထပ်ပြီးတော့နောင်တော်ကြီးမင်းနဲ့တောင်ငူကြီးကိုခဏလောက်ကြည့်လိုက်ရအောင်ပါနောင်တော်ကြီးမင်းဟာတက္ကိထောက်တန်း23ခုတပိုးရဲလာစံ6နေမှာတောင်ငူတက်ခဲ့သိမ့်မဲ့ပြီးတော့အွန်လိုင်းခဲ့ပါတယ် နော်တို့ကြီးမင်းကတောင်ကူအောင်နိုင်ခဲ့တယ်ဆိုရင်ပဲဘာလို့လိုနေတကွာတာမယာကြည်ကြုံတစုကိုစူးုံးစီခဲ့ပါတယ်ထို့သောစူးုံးစီပြီးတောင်ကူစားဟာငါငါခမဲတော်မရှိလျင်ငါတစ္ဆာကိုဆောင်းအမီကိုမဆောင်ပုံမှန်လီသောကြောင့်ရာဇဝိသိမိပြီးဒါပေမဲ့လို့တောင်ကူစားဟာငါခမဲတော်ရဲ့ညီတော်အရင်ဖြစ်ရတော်၎င်းငါကိုယ်တိုင်ကလည်းဖျားစုပန်နဲ့ဘီရင်ဖြစ်တည်နေညီအမျက်တော်အထူးမရှိပဲအသက်တော်ကိုလွတ်ရဝိပြုစင်ကြဝိရတာအချက်ကိုခွဲစီဆိုပြီး အချက်ကိုဝတ်ယူစင်ကြပြီးအချက်ခွဲစီပါလေ။ကျန်တဲ့တောင်ကုန်မြေရဲ့ပေါင်းပါတယ်ဖြစ်တဲ့ဥရိပုညာဓမ္မတာဗညာဥဗလပြတ်ကြီးနဲ့ဆန္လာဤတို့ကိုလည်းအသက်စီးစိမ်နေတကွလွတ်တော်မူ၍အမှုတော်ကိုထမ်းမြဲထမ်းစီတယ်လို့ဆိုပါလေ။ဒါပေမဲ့ဒီနေရာမှာဗလာမင်းတင်ဆိုတဲ့နာမည်ကတော့မပါပါဘူးခင်ဗျာ။ဒါကြောင့်မို့လို့ဗလာမင်းတင်ဟာပြောင်းတင်ပြီးတော့တည်ဆုံသွားပြီလား။ဒါမှမဟုတ်ဘာဆက်ဖြစ်မလဲဆိုတာကိုစစ်ကြည့်အောင်ပါ။နောင်တော်ကြီးမြတ်ဟာတက္ကိ1125ခု နေတော်လာပြည့်ကျော်9ရက်နေ့မှာနတ်အဆံပြီးတော့ညီတော်မေယူမင်းကစေရင်နေမှာနဲ့တက်ပါလေမေယူမင်းဟာသူနဲ့တက်တယ်ဆိုရင်ပဲလမ်းတော်ကိုအေဘော့တို့ရှိဖို့အတွက်လှုပ်ဆောင်ပြီးတော့တွေးတော့အဖွဲ့တွေကိုလည်းပြင်ဆင်ဖွဲ့စည်းခဲ့ပါလေစီမရှင်မေယူမင်းလက်ထက်တက္ကီ1125ခုနှစ်မှာယူရီးယားကိုတိုက်ခိုက်သိမ်းပိုက်အောင်မြင်ပြီးတော့တက္ကီ1129ခုနှစ်မှာကျိုင်းတုံကိုတရုတ်စစ်ရောက်လာပါလေအဲ့ဒါကိုစီမရှင်မေယူမင်းကတပ်ပေါင်း၁၁တပ်ဖြင့် တိုက်စီ200မြင်း1000စစ်တီနေ2000တို့ကိုလက်ဝဲဝင်းမှုနေမျိုးစီသူကိုအချုပ်ခန့်ကကျိုက်တုံကိုခြီးစီပါတယ်အဲ့ဒီတက်ဆက်တက်တက်မှာဥဒိန်ပူညာနဲ့စံလာကြီးတို့ကိုစစ်ကဲဖြစ်ခန့်တာပါတယ်ဗလာမင်းင်ကလည်းတက်တက်တက်ကိုတက်ဘူးနေနဲ့ဦးစီးရပြီးတော့တက်ဘူးနေနဲ့ဦးစီးရပြီးတော့အဲ့ဒီစက်တက်တက်မှာပါသွားပါတယ်ဒါဟာတောင်ကူစားတွေရဲ့ကြီးကျွနေအသက်မတည်ဘဲနဲ့အမှုတော်ကိုပြန်လဲထမ်းရရတာဟုတ် ြတာဖြစ်ပါတယ်။ဗလာမင်းနေကတော့အသက်မတည်ပဲနဲ့ပြန်လာပါပြီ။ဘာဒီစစ်ဖြစ်မလဲဆိုတာကိုတော့တစ်ချက်ကြည့်လိုက်ရအောင်မ။စီဝရှင်မီရူမီရဲ့တက်ဆက်တက်ဟာစိုက်တုံရောက်တယ်ဆိုရင်ပဲတျုတ်တက်ကိုအပြင်းတည်းတည်းအတွက်တျုတ်တက် ပြစ်ပါလေ။တာလောမြန်နှမ်းမှာတကြိမ်မဲခေါင်မြန်နှမ်းမှာတကြိမ်တျုတ်တို့ခန်းစစ်ပညာတော်လဲတျုတ်စစ်သူကြီးကြာဆုံးချိန်မှာတော့တျုတ်တက်ဟာလုံးဝပြတ်သွားပါတော့တယ်။ဒါကြောင့်မို့လို့မြန်မာတက်ဟာလဲတက်ကိုရုပ်ပြီးတော့စိုက်တုံမှာနေပါလေ။စိုက်တုံအေးပြီးကြောင်း နန်းတော်ကိုရှောက်တင်ရမှာစီမရှင်မြေတူးမင်းကပြန်လာလို့ခေါ်တဲ့အတွက်ကြောင့်မို့နေပြည်တော်ကိုပြန်လာခဲ့ရပါတယ်။အဲ့လာကတက္ကီ1128ခုကစုံလမှာကစုံလတရက်နေမှာဖြစ်ပါတယ်။ပေါသွားတဲ့စစ်တပ်ကစီမရှင်မြေတူးမင်းကပြန်လဲခေါ်ယူတဲ့အတွက်ပြန်လာရတဲ့ဆိုရင်မဲလို့ဗလာမင်းတင်တက်ကိုတော့တရုတ်ရေးမြို့တင်ပြီးစီမရှင်မြေတူးမင်းဟာ ကောင်းတုံမှာဗလာမင်းတင်ကိုကောင်းတုံဝင်ပြစ်ခံထားကလူသူလက်နက်တွေမျိုးရစ်ခါထည့်သွင်းပြီးတော့ အဆောင်အနေထားတော်မူပါတယ်။ဒါကတော့ပလာမင်းနေကောက်တုံဝင် ဖြစ်ရခြင်းအကြောင်းရင်းပဲဖြစ်ပါတယ်။တတိယ1128ခုနှစ်ပြာသူလမှာတော့တရုတ်တို့ကလူနှသိန်းခွဲမြင်းနှောင်းခွဲနဲ့ဆန္ဒကြောင်ဗမော်တို့ရှိလာကြပါတယ်။ဗမော်တို့ရောက်ရင်ဗမော်စီမြကန်းသားတစ်လျှောက်မှာတက်တည်ထားကြပါတယ်။ဒါကိုကောက်တုံဝင်ဗလာမင်းနေဟာအင်အားမတန်တဲ့တွေထွက်ပြီးတော့မတိုက်ပါဘူး။တူနေတဲ့ကောက်တုံတက်ဝင်းကိုဒါစနစ်တကျခိုင်မာတစ်ထက်ခိုင်မာအောင် ပြင်ဆင်ပြီးတော့ခန်းစစ်ပြင်ထားပါတယ်တို့တို့လည်းလူခုနှစ်သောင်းမြင်းခုနှစ်ထောင်နဲ့ကောင်းတုံတက်ကိုဝိုင်းအောင်တက်ခဲ့ကြပါတယ်အဲ့လိုဝိုင်းပြီးတက်ခဲ့ပြီမဲ့လည်းကောင်းတုံမှုတက်ကိုဘလို့မှထူပေါက်ခြင်းကမစွမ်းတာပဲအသေးချေပစ္စည်းများလာတဲ့အတွက်ဤတက်ဒီအစီအမဲအစီစဉ်ထိုင်ခန်းလာသည် လူစီစဉ်နဲ့တက်မဟုတ်တက်တွင်းကခံတဲ့တရေသူတည်လဲလူမဟုတ်နဲ့အောင်ကြတာဖြစ်ရမယ်လို့ဆိုကကောင်းတုံတက်နဲ့တာ၂၀အကွာတွင်တက်တည်ပြီးတော့ရက်နေပါတယ် အဲ့လိုညက်နေတဲ့တရုတ်တပ်တွေကိုအင်းဝအနေပြည်တော်ကနေရောက်လာတဲ့တပ်တွေနဲ့ပေါင်းကတိုက်ခိုက်ပြီးတော့တရုတ်တပ်တွေကိုပြက်စီခဲ့ပါတယ်။တကိ1129ခုနှစ်နယ်တော်လာရောက်ပြန်တော့လေတရုတ်တပ်တွေကမြင်းချောက်တောင်လူချောက်သိမ်းပြင်းတိမ့်နီချောင်းတချောင်းလူသသိန်းကိုပမော်ချောင်းတချောင်းချီကာပြန်လာခဲ့ပြန်ပါတယ်။ပမော်ချီလာတဲ့လူသသိန်းဟာပမော်မြို့ကိုအထက်ထက်ဝိုင်းရံလုပ်ကြတော့လေမြို့ရင်းကဗလာမင်းနေအစီမံကောင်းတဲ့အတွက်ကြောင့်မလို့ မတိုးမဝိနိုင်အောင် ဖြစ်နေပါတယ်ဒီလိုနဲ့တိတ်တိကျောင်းချီလာတဲ့တက်တီပြက်ပြီးထွက်ပြေးရကြောင်းကြားလျင်ဗမော်ကျောင်းချီကြတဲ့လူသိင်းလေအရန်ကိုဖြုတ်ကာထွက်ပြေးသွားပါတယ်ဒီလိုနဲ့တက်ကြီး1132ခုနှစ်ရောက်ပြန်တဲ့အခါမှာတရုတ်တရာမြင်းငါတောင်လူငါသိန်းဖြင့်ဗမော်ကျောင်းကိုနောက်ထပ်ထတ်ချီလာပြန်ပါတယ်ဒါအိုမြေတူးမြန်ကြားတဲ့အခါမှာရီအားကြီးအားနဲ့ဗမော်ကိုကူဖို့အတွက်ကိုတက်တီလွတ်လိုက်ပါတယ်တရုတ်တက်တွေကရီအားကြီးအားနဲ့ ကောင်းတုံကိုအချိန်ချင်းဝင်ရောက်တက်ခိုက်ပါတော့လေကောင်းတုံဝင်ဗလာမင်းနေရဲ့အစီမံကောင်းတဲ့အတွက်ကြောင့်မို့လို့ကောင်းတုံမျိုးကိုမတိုးမပေါက်ပဲဖြစ်နေပါတယ်။အဲ့လိုကောင်းတုံမျိုးကိုမတိုးမပေါက်နိုင်တဲ့အခါမှာတ িয়োগ တုကဒီလောက်တောင်ရှိလာတဲ့မျိုးအထက်ထက်ရန်ထားမယ်ဆိုပြီးတော့အထက်ထက်ပိတ်ဆို့ရန်ထားပါတယ်။အဲ့လိုပိတ်ဆို့ထားတဲ့အတွက်ကြောင့်မို့လို့မြမရုဘက်ကဆန်လာကြီးဗညာဦးဓမ္မတာနဲ့ရွှေတော်ငယ်တို့ကိုလေလေးစီးဖြင့်ဖောက်ဝင်တာမျိုးအရေးခါ လက်နဲ့လူသူကိုပို့စီပါတယ်။ရန်သားရဲ့ကြောက်တက်တွေကိုဖောက်ထွက်ပြီးဗုံမူလေးဦးသားဟာကောက်တုံမျိုးတွေကိုရောက်ရှိသွားပါတယ်။ထို့သောမြို့ရိခာလူသူလက်နဲ့တို့ကောက်တုံမျိုးတွေကိုတွင်းပြီးတဲ့အခါမှာဆန်လာဤသမတာနဲ့ဗညာဦးတို့ကဗလာမင်းထင်ကိုဤသို့ပြောပါတယ်။သို့တော့ငါတို့ဟာသူများနဲ့မတူဘူး။ငါတို့တောင်ကုန်မြို့တွင်တုံးဖြစ်လေပြီးမှမရှုံးမချသူကောင်းပြုတော်မူ၍အမှုတော်ကိုထမ်းရသည်သည်ငါတို့တွင်ကျေးဇူးတော်တို့သည်ဆေပြန်ဆေကာဆက်၍ပင် မကြည်နိုင်ရာဒုဖြစ်၍မြစ်မှုတောင်ပင်ပြိလာတော်လဲငါတို့စိုးမိမဟုတ်တွေးတော့ကတာမြုတ်ခံကောင်းပါစေငါတို့လဲကောင်းတုံမျိုးနဲ့ကျမ်းမီလမ်းမီတက်တဲ့တက်ဆွဲနေမီလို့ဆိုပါတယ်ဒါကိုဗလာမင်းနေကလည်းယခုတရုံနှစ်သိန်းရန်သားဒီကိုမဆူသားဖြင့်နှစ်သိန်းဆယ်ပြန်ရန်ဒီရန်တော်လဲငါခံနိုင်အောင်ခံမီဟုပြန်လဲပြောဆိုပါတယ်ဘုံမှုသုံးလို့လဲကောင်းတုံနဲ့မနီးမဝေးမှာတက်တည်ပြီးတော့ရက်နေပါတယ်ဒီလိုနဲ့အေဝအေဝနေပြီးတော့ရောက်လာတဲ့တက်တွေနဲ့ ောင်းတို့မြွာတက်တွေပေါင်းပြီးတရုတ်တို့ကိုတိုက်ခိုက်တဲ့အခါမှာတရုတ်တက်တွေမခံမရနိုင်ပေနောက်ဆုံးမှာစစ်ပြင်းကြီးမှုတွေစကားကမ်းလန်းလာပါတယ်ထို့ကြောင့်မြန်မာတပ်ကိုဥဆောင်လာသောဝင်းကြီးမဟာသီရသူရနဲ့တမူးပုံမှုတို့စနစ်တိုင်ပင်ကစစ်ပြင်းကြီးရန်တဘောတူလိုက်ကြပါတယ်ဒီလိုနဲ့တပည့်1132ခုနှစ်နော်လာ15ရက်နေ့မှာကောက်တို့မျိုးအရှိတောင်တောင်မှာကြီးကြဲခံရတဲ့တဲကြီးတွေစောက်ပြီးစကားပြောရန်ချေစုလိုက်ကြပါတယ် အဲ့ဒီရောက်တဲ့ခါမှာတော့တရုတ်တပ်မှုတွေနဲ့အတူမြန်မာတပ်မှုတွေဟာတဲပေါ်ကျန်းစင်ကုသင်းတွင်မှာဆွေးနွေးတိုင်ပင်နေကြပါတယ်။ဗလာမင်းတွေနဲ့ဆန်လာကြီးတို့ကတော့ဗိုလ်မှုတပ်မှုတို့နဲ့အတူတဲပေါ်မတည့်ရပဲအောက်ဆင့်ကျန်းအောင်မှာ နေရပါတယ်။ဒီလိုနဲ့စစ်ပညာရေးစာချုပ်ကိစ္စတွေဆွေးနွေးတိုင်ပင်ပြီးတဲ့ခါမှာတော့စကားစမိပြောတဲ့အချိန်ရောက်လာပါတယ်။အဲ့ဒီအချိန်မှာတရုတ်ဗိုလ်မှုစစ်သူကြီးတို့ကကောင်းတုံတွင်ရက်ခံနေသည့်သူကိုမြင်လိုပါသည်လို့သူတို့နဲ့စကားပြောနေတဲ့တပ်မှုဗိုလ်မှုတွေကိုပြောပါတယ်။ထို့ကား တပ်မှုဗိုလ်မှူးတွေကကျန်းအောင်စစ်မှာတပ်မှုဗိုလ်မှူးပေါင်းလို့နဲ့စစ်တီတရဲ့ရော်ရော်ထူးထူးနဲ့အတူရှိနေတဲ့ဗလာမင်းနေနဲ့ဆန်လာရီတို့ကိုလက်ညှိုးထိုးပြပါတယ်။ဒါကိုကွိဆွေဘူကထိုးသူဒီလူမဟုတ်နဘလူးနဲ့အတူတူပင်ဖြစ်သည်အဘဲကြောင့်အောက်မှ နေစီရတယ်လို့မေးပါတယ်။ဒါကိုကိုသိန်းမြင့်ဝင် နေမျိုးမဟာသူရကငါတို့သခင်နေထွက်ပြင်မင်းတရားကြီးမှာ သူတို့နဲ့အည်တူတူမရင်ပြွတ်နိုင်အောင်မြပြလာတဲ့အတွက်မူးမက်အည်အတွက်မဝင်ရည် အောက်တွင်နေရတယ်လို့ဆိုပါတယ်။ဒါ우ကွေးဆွေဘူကသူတို့နှစ်ဦးကိုအပေါ်တက်လာပါစေလို့ခွန်းနှောင်းတဲ့အတွက်ဗလာမင်းနေနဲ့ဆန်လာရီတို့ဟာတဲဘော်ကိုစင်တွင်ကိုဝင်ရောက်ပြီးတော့လာပါတယ်။အဲ့လိုတဲဘော်ရောက်တယ်ဆိုရင်ပဲကွေးဆွေဘူစသောတရုတ်တံမူဘူမူအပေါင်းတို့ကကြောတက်ရင်တက်နဲ့ငါတို့လူနှသိန်းသုံးသိန်းဖြင့်ဝိုင်းရံလုကြံတော်လဲမြို့ငယ်တက်ငယ်နဲ့ခံ၍ငါတို့အောင်းနိုင်လေသည်ဤလူနှစ်ယောက်မှာလူမဟုတ် နတ်ယောက်ျားနဲ့အတူဖြစ်သည်လို့ဆိုကြပါလေဒီလိုနဲ့တရုတ်တွေနဲ့စစ်ပြင်းကြီးကတက္ကီ1131ခုနှစ်နရောလာပြည်ကျော်9ရက်နေ့မှာတရုတ်တပ်တွေလည်းလက်ဆုပ်သွားပါတယ်အခုပြောရတာကတော့တရုတ်တပ်တွေကိုလက်ချင်နေနိုင်အောင်နိုင်ခဲ့တဲ့ကောင်းတော်ဝင်ဗလာမင်းနီရဲ့ကောက်ချောင်းပဲဖြစ်ပါတယ်ဒီနောက်တော့ဗလာမင်းနီရဲ့အကြောင်းကိုတိတ်မတွေ့ရတော့ပါဘူးလော်မင်တရားရဲ့မြင့်တဲ့ချောချောတွေမှာပါတဲ့ငလွင်ကိုရကြော်သူရအဲ့နောက်ဗလာမင်းနီဆိုတဲ့ပွဲပေးပြီးအဲ့နောက်မှာတော့ဗလာနော်ထာဆိုတဲ့ ဘွဲ့ရခဲ့သေးတယ်လို့ဆိုပါတယ်ဒါပေမဲ့ဗလာနော်ရီထာဆိုတဲ့ဘွဲ့မိတိချေမိတိခါမှာရတယ်ဆိုတာကိုတော့ကျွန်တော်ရှာဖွေကြည့်တာ မတွေ့မိပါဘူးဒါပေမဲ့လို့ဘိုးတော်ဘတော်မင်းလက်ထက်ယူရီးယားကိုစစ်ချီတဲ့အခါမှာတော့ဗလာနော်ရီထာတက်တက်ဆိုပြီးမှတက်တက်တက်ကိုဦးစီးဦးဆောင်အနေနဲ့ဗလာနော်ရီထာဆိုတဲ့အမည်ပါပါတယ်အဲ့လာများဖြစ်လိမ့်မလားလို့မဆကြည့်ရပါတယ်အဲ့လိုချစ်တဲ့ခုနှစ်ကတက္ကီ1148ခုနှစ်မှာပါ ဖြစ်နိုင်မဖြစ်နိုင်ကျွန်တော်တို့တက်ကြီလီကိုတစ်ချက်လောက်တွစ်စစ်ကြည့်အောင်ပါလောင်မင်းတရားကြီးမြည်တဲ့60ရှောက်ဖွဲ့တဲ့ခုနှစ်ကတက်ကြီထောင်တရား34ခုနှစ်မှာပါအဲ့ဒီအချိန်မှာဗလာမင်းနေအသက်ကအသက်20ရှိပြီဆိုကြပါစို့ဘိုးတော်ဖျားစစ်ချီတဲ့အချိန်မှာသူ့အသက်က53နှစ်ပဲရှိအောင်ပါပါဖြစ်ရင်လည်းဖြစ်လောက်နိုင်ပါတယ်ဒါပေမဲ့တေတော့မတေကြပါဘူးအဲ့ဒီနောက်ပိုင်းမှာတော့သူ့အကြောင်းကျွန်တော်တို့စက်မှာရှာလို့မရတော့ပါဘူးဒီလောက်ပါပဲ ုတ်ကဲ့အခုကျွန်တော်ပြပြပေးသွားတော့ကျွတ်ကျွတ်လာတဲ့ကျွတ်တက်တွေကိုလေ့ကျင့်နေတိုင်းအောင်းနိုင်ခဲ့တဲ့မြန်မာတမူတူတရုတ်စစ်သူကြီးတွေကိုယ်တိုင်ကဤလူဟာလူမဟုတ်နဲ့ဟောကြားတာဖြစ်နိုင်တယ်လို့ချီးကျူးခံရတဲ့မြန်မာတမူတူလောင်မင်းပြားကြီးရဲ့မြေတဲ့68ယောက်မှာတယောက်ပါဝင်ဖြစ်တဲ့နေမီငလွင်ခေါ်ရဲကျော်သူရ နောက်တော့ကောင်းတုံဝင်ဗလာမင်းတင်အဲ့နောက်ဗလာနော်ရထားရဲလို့ဘွဲ့မိရခဲ့တဲ့မြမ စစ်သူကြီးတယောက်အကြောင်းကိုကျွန်တော်ကပြပြပေးသွားတာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီနေ့ကတော့လောက်ပါပဲခင်ဗျာ။